ရွှေ55ပိတ်သာအုံပြီးတော့ကျညာရိုက်ခဲ့တဲ့ပြည်တီဦးနေအင်နာကျော်စိန်မင်္ဂလာပါပရိသတ်ကြီးတို့အခုလက်တော်ဆိုရှယ်မီဒီယာပေါ်မှာရောနုပညာလောကမှာပါအရန်ကိုရေပန်းစားနေတဲ့ကိစ္စတခုရှိပါသေး။ဒါကတော့ထိတ်တန်းသရုပ်ဆောင်ဆိုတဲ့ဖြစ်တဲ့ပြည်တီဦးနေအင်နာကျော်စိန်တို့ဟာရွှေဆိုင်ကဲပေါင်း55ပိတ်သာဟုတ်ပါရဲ့55ပိတ်သာပါအသုံးပြုပြီးတော့ကျညာတခုရိုက်ကူးခဲ့တယ်ဆိုတဲ့သတင်းပါပဲ။ဒီသတင်းကလည်းလူတွေကြားထဲမှာပစက်ပြားပြောစမဲ့တွင်လာအောင်ကိုခရိုက်ရိုက်သွားခဲ့ပါရဲ့။ဒီကျညာကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီး ဝိစိန်ရွှေဆိုင်တွေရှိုက်ကူးခဲ့တာဖြစ်ပြီးကြညာလို့တောင်မှမခေါ်ကြမှာဘူးရွှေနဲ့ပတ်သက်တဲ့ဤပညာဖန်တီးမှုတစ်ခုလို့တောင်မှတင်စားခေါ်ဝင်နေကြပါရဲ့ဘာလို့လဲဆိုတော့ဒီကြညာထဲမှာအသုံးပြုထားတဲ့ရွှေထည်ပစ္စည်းတွေရဲ့တန်ဖိုးနဲ့အရေးအတွက်ကမန်းဆုတ်လို့တောင်မှမရနိုင်အောင်ကိုညားပြလို့နေလို့ပါပဲကြညာထဲမှာအမင်းသားကြီးပြည်တီဦးကရွှေသားစစ်စစ်နဲ့ထုလုပ်ထားတဲ့ရွှေပစိုးရွှေတလဲတွေကိုဝတ်ဆင်ပြီးတော့မြန်မာပြည်ရင်တမားလို့ခန်းားထည်ဝါနေပါရဲ့သူရဲ့အသွင်ပြင်ကကြီးစုသူတွေရဲ့ရှေးခေတ်မြန်မာမင်းမျိုးမင်းနွယ်တွေရဲ့ကျေဝါမှုကိုမြန်မာထွေထွေမြင်တွေ့လိုက်ရတယ်လို့ခန်းစားရစေပါရည် ဂျပန်မှာလည်းထေတရမင်းသမီးတရားဖြစ်တဲ့အိနာဂျိုစင်ကလည်းလုံးဝမခေပါဘူး။ရွှေသားဆစ်ဆစ်နဲ့ရက်လုတ်ထားတဲ့ရွှေထမိန်၊ရွှေကြုံနဲ့ရွှေထမိန်သိန်းအင်ချီပြင်ရွှေစဲကျိုးရွှေစတုံးရွှေဘေးစားတဲ့သုံးဆောင်ပစ္စည်းတွေအလုံးကိုရွှေနဲ့ပဲပုံဖော်ထားတာပါ။ချက်တရရှိပြီးတော့တော်ဝင်ဆန်တဲ့အလားကတော့ကြည်ပီးရင်ကြည်ချင်းဖြစ်လာအောင်ပါပဲ။ဒီတော့ဘယ်လားဆိုတော့မဟုတ်သေးပါဘူး။သူတို့နေရာပြင်နောက်ခံမှာသုံးဖြူထားတဲ့ရှေးပရပိုက်တွေရှေးကလက်တွေရှေးနဲ့ပြုတ်လုပ်ထားတဲ့သုံးဆောင်ပစ္စည်းတွေကလည်းအများအပြားပါဝင်နေတာကိုတွေ့ရမှာပါ။ အမြင်တများရွှေတွေကြည့်ပဲဖြစ်နေတာကြောင့်ဒီကျုံညာကိုကမ္ဘာတံမိုးကြီးဆုံးကျုံညာလို့တောင်မှဆိုရှယ်မီဒီယာမှာလူတွေကပြောဆိုနေကြပါတယ်ဒီကျုံညာနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကြားထဲမှာလည်းအမြင်နှမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်အချို့ကတော့ဒါဟာမြန်မာရွှေလုပ်ငန်းရဲ့အဆင့်အတန်းမြန်မာရွှေတွေအမှုပညာရဲ့လက်ရာများမှုကိုကမ္ဘာကိုချပြနိုင်တဲ့ဖန်တီးမှုတစ်ခုဖြစ်တယ်လို့ချီးကျူးထောပနာပြုကြပါတယ်အနုပညာရှင်တွေတော်ဝင်ဆန်တဲ့အလားနဲ့ရွှေရဲ့တောက်ပမှုလို့ပေါင်းစပ်လိုက်တဲ့အခါမှာတကယ့်ကိုမှတန်မွန်ဖြစ်နိုင်တဲ့မြေကွင်းတစ်ခုဖြစ်လာတယ်လို့ဆိုကြပါရစေ အချို့ကတော့အခုလိုတိုင်းပြည်ရဲ့စီးပွားရေးအခြေအနေအရလူအများစုဝန်းစားနေရတဲ့ရုန်းကန်နေရာအချိန်မှာဒီလိုမျိုးအတိုင်းတာတစ်ခုတည်းကျဲဝချမ်းသာမှုကိုပြသတာဟာသိပြီးတော့မတင်တော်ဘူးလို့ဝေဖန်နေကြပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲစင်ကရီပိုင်ရှင်ဒေါက်တာသိန်းစုခိုင်မင်းငယ်ရဲ့ခန္ဓာကြီးကျတဲ့မင်္ဂလာပွဲအကြောင်းကလည်းလူတွေကြားထဲမှာပြောစမဲ့တင်ခဲ့ပါသေးတယ်အခုလိုခရနီသေးကြီးတွေဉပညာရှင်တွေကသူတို့ရဲ့စီးစိမ်ဥစ္စာတွေကိုအပြိုင်ဆိုင်ချပြနေတာဟာတာမန်ပြည်သူတွေအတွက်တော့စိတ်မကောင်းဖြစ်စရာတမျိုးတမျိုးခံစားရစေတယ်ဆိုတဲ့အမြင်တွေလည်းရှိနေပါသေးတယ် ဘလိုပဲဖြစ်ဖြစ်ဒီဝိစေရွှေဆိုင်ကျညာကတော့မြန်မာကျညာလောကမှာတမိုင်းမတိုင်တခုစိုက်ထူလိုက်ပြီဆိုတာတော့ညင်းလို့မရပါဘူးရှေးပိတ်တာချင်းများစွာကိုအသုံးပြုပြီးရိုက်ကူးခဲ့တဲ့ဒီဖန်နီမှုဟာအမှုပညာအရရောယင်းနည်းမြွနယ်မှုရပါအားလုံးရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ်ပရိသတ်ကြီးနေနဲ့ရောဒီကျညာကိုကြည့်ပြီးတော့ဘလိုမျိုးခန်းဆားပါသလဲရှင်ပြည်လူနေနာကျော်စင်တို့ရဲ့ရွှေသားပြည်နဲ့တော်ဝင်ဆန်တဲ့လောက်ကိုဘလိုမြင်ကြပါသလဲဒါဟာအမှုပညာဖန်နီမှုတသက်လားကိုရဲ့မြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရဆွေးနွေးပေးသွားကြပါအောင်ရှင်။အပင်နာဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ကျောင်းရိုင်းနဲ့တို့ပြန်လာကြပါဦးမယ်ရှင်ဒီနေ့တော့လည်းနှုတ်ဆက်ခဲ့ကြပါတယ်အပင်နာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရွှင်နိုင်ချမ်းမြေကြပါစေရှင်